ျွန်တော်ဒီညကတော့အဲတုံးမြန်မြောင်နေပေါ့နော်အာမိဘုံမြန်လွတ်တင်လို့မရတဲ့ညာချမ်းနေပါလို့ရှားဒီဦးတို့အဆိုးဝါးနေရေပေါ့နော်ဒီကလေလေအားကြီးရဲ့ကျွန်တော်တို့မျိုးတွေတိမ်တွေဆိုင်းနေတဲ့အတွက်ကျွန်တော်၄ရက်၁လ2025မှာလည်းမိဘုံပြန်လွှင့်လို့မရဘူးเนาะလွှင့်ဖို့စူးစမ်းရတယ်ပထမအဲမိဘုံတစ်လုံးကတော့ ္ခပေါ့နော်ပြီးတော့ဖြစ်စီသွားပါတယ်လို့အဲနောက်ထပ်ပွဲတော်ရဲ့တစောင်းနိုင်ညမှာအဲ၃ရက်တူသွားပါတယ်ခုကတော့ဒါအားလုံးပြန်သွားကြရင်ဖြစ်တဲ့တောင်ကြီးရဲ့အဝေးရာမိဘမြန်ကိုမှဖြစ်ပါတယ်ဒါဒိုင်နင်းကလုံးဝမိဘမြန်မလွတ်တော့ဘူးလို့ပြောမှာပဲအပရိသတ်တွေတဖြည်းဖြည်းနဲ့ပြန်ကြတာပါနော် အဲဒီလိုမှမဟုတ်လို့ရှိရင်တော့ဒီကွင်းဟာအပြည့်အဲပြိသက်တွေဆက်လက်အားပေးနေမှာပဲဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့တနအိုင်ဝင်ကျင်လောက်တော့ရှိသွားပြီပေါ့နော်ညပါ ဟုတ်တာတော့နှစ်နိုင်ဝင်းကျင်လောက်ရှိပြီပေါ့နော်အဲဒါကျွန်တော်တို့ညအခါမှာလာရောက်လေပဲကြတဲ့သူတွေနဲ့ဒါအမိုက်တွေလုံးဝအဲပေါ်လန်ကျဲနေတာပေါ့နော်အဲဒါကျွန်တော်တို့အမနပိုင်းမိုးလင်းပြီဆိုတာနဲ့ကျွန်တော်တို့အာစီပင်နေပေါ့နော်အာလာရောက်ပြီးတော့တန်ရှင်းလောက်သွားတယ်နော်လုံးဝပြောင်းနေတာပဲဗျာအာလက်ရှိဒီတောင်ကြီးဝေယမြို့မြန်ကွင်းဟိုပေါ့နော်ဒါတန်ရှင်းပိုင်းတောင်ဝင်ယူထားတဲ့ တကယ်စီမံဝန်ထမ်းတွေတကယ်တော်တယ်ဗျာလုံးဝကွင်းကိုလုံးဝပြောင်းနေရမယ်ကျွန်တော်ဟိုးရှေ့ကကွင်းဆိုလို့ရှိရင်လည်းတော်တော်လေးကိုတန့်ရှင်းသွားတာเนาะညာတော့ဆိုလို့ရှိရင်ပွဲပြီးချင်းအားလုံးဝအမိုက်တွေပြန်ကျဲနေရမယ်เนาะပြီးတော့လုံးဝရှင်းလင်းနေရဗျာဒါတော့ကျွန်တော်တို့နေလို့ရုပ်တော့ဒီနေ့ရှိလာတော့မသိဘူးပေါ့เนาะကျွန်တော်တို့ပုံမှန်ကတော့ဒီနေ့ကဒါ ွဲမရှိတော့ဘောเนาะကျွန်တော်မိုးလေဝသမကောင်းတဲ့အတွက်ကျွန်တော်တို့ရှေ့3ရက်လောက်ကမီးဘုံမလွတ်လိုက်ရအောင်ဘောเนาะအဲကြောင့်ကျွန်တော်ဒီညမှာနောက်ထပ်3ရက်အတောင်းတစောင်းတိုင်းရက်တိုးပါတယ်လို့ဒီကတော့ကျွန်တော်ဒီလန်ရှေးတောင်းဝင်ထားတဲ့ဝန်ထမ်းတွေတသိရရနဲ့တောင်းဝင်ကြည့်ပါလေ ဒီနေ့ကတော့အခုချိန်ထိတော့ဒါလေးလို့လေမစိုးဘူးပေါ့နော်တာရနေတယ်ပေါ့အဲညကြရင်တော့ချက်ကြည့်ရမှာပေါ့နော်ကျွန်တော်မိဘနေရာလည်းလွတ်ဖို့အများကြီးကြံနေသေးတယ်လို့ကျွန်တော်ရွေးကဒီတရက်နှစ်ရက်၃ရက်၄ရက်မှာရုံးပိတ်ရက်အတွင်းရွေးရလာကြည့်တဲ့ပြည်သက်တွေကတော့စကိတ်စိတ်မကောင်းစရာပေါ့နော်ကျွန်တော်မိဘနေရာအားရပိုက်ရမကြည့်လိုက်ရဘူးဒါလည်းဥတုမကောင်းဘူးပေါ့နော်ဆူဆူဝါဖြစ်သွားတဲ့အတွက်ကျွန်တော်ဒီ၃ရက်တိုးတဲ့ ညတွေလည်းဆက်ကြည့်ရမှာပေါ့နော်ရာသီဥတုကောင်းမကောင်းပေါ့လက်ရှိကတော့လုံးဝကြီးမိုးဆင်ဆင်ကင်းလွတ်နေတဲ့ရာသီဥတုမျိုးတော့မဟုတ်ဘူးပေါ့နော်